ဒါမျိုးလေး trading channel ကိုစမတ်ကြကြရေးချင်လား we hello မင်္ဂလာပါဒီနေ့တော့ notion ကိုအသုံးပြုပြီးတော့ trading ကြာနေရေးတဲ့ပုံစံလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ် PC တို့ laptop တို့သုံးတဲ့သူတွေကတော့ notion official website ထဲကနေ download လုပ်လို့ရပါတယ် Google မှာ notion download လုပ်ရိုက်လိုက်ရုံပါပဲ phone တို့ tablet တို့နဲ့သုံးမဲ့သူတွေကတော့သက်ဆိုင်ရာ store တွေကနေ download လုပ်လို့ရပါတယ် play store တို့ app store တို့ကနေတိုင်းပြီးတော့ download လုပ်လို့ရတယ် free version နဲ့ paid version နှစ်မျိုးရှိပေမဲ့လည်း paid version ဝယ်စရာလုံးဝမလိုပါဘူး free version နဲ့ပဲသုံးလို့ရပါတယ်ဆိုတော့ကြည့်လိုက်အောင်အဲ့တော့အခုမှစပြီး download လုပ်မဲ့သူတွေကတော့အခုတွေ့တဲ့မျက်နှာပြင်မှာဘာမှတွေ့ရမှာမဟုတ်ဘူးကျွန်တော်ကတော့လက်ရှိသုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ page ဒီအများကြီးပေါ်နေတာပေါ့နော်ဆိုတော့ဘယ်ဘက်ထောင်လေးကိုတစ်ချက်သွားလိုက်မယ်ပြီးရင်ဒီအပေါ်ဆုံးမှာ create a new page ဆိုတာလေးကိုရှိရဲအဲ့လေးကိုတစ်ချက်နှိပ်လိုက်မှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ page အသစ်တစ်ခုပေါ်လာပြီဆိုတော့တခြား ရည်ရွယ်ချက်တွေနဲ့လည်းတုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီမှာ training jar နဲ့ရေးတဲ့ပုံစံလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ training jar နဲ့ရေးဖို့အတွက်အရင်ဆုံးကျွန်တော်တို့က excel ပုံစံမျိုး database တစ်ခုစောက်ဖို့လိုတာပေါ့နော်အဲ့တော့ဒီအောက်ဆုံးမှာ database ဆိုတာလည်းရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင် md database ဆိုတာလည်းရှိပါတယ်ဆိုတော့ md database လေးကိုရွေးလိုက်ရမှာပဲဒီမှာကျွန်တော်တို့ database လေးတစ်ခုရလာပါပြီပြီးရင်ဒါလေးကိုတစ်ချက်ပြန်ပိတ်လိုက်ပါအဲ့တော့ကျွန်တော်တို့ဒီမှာ database အစ်စ်တစ်ခု md တစ်ခုရလာပြီပေါ့နော်အဲ့တော့ ဒီ new database ဆိုတဲ့နေရာမှာကိုကြိုက်တဲ့နာမည်လေးပေးလို့ရတယ်အဲ့တော့ကျွန်တော်ကတော့ trading channel tutorial ဆိုပြီးပေးလိုက်မယ်ပေါ့နော်ပြီးသားလို့ရှိရင်ဒီအောက်ကဇာတ်ကွက်ထဲမှာကိုကြိုက်တာထည့်လို့ရတယ်ကျွန်တော်ကတော့လက်ရှိကျွန်တော်အသုံးပြုနေတဲ့ channel ပုံစံလေးကိုပဲထည့်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့အခုကြည့်နေတဲ့သူကကိုကြိုက်တဲ့ပုံစံမျိုးရွေးပြီးထည့်လို့ရတယ်ကိုအသုံးပြုတဲ့ style မျိုးကိုကြိုက်တာကိုကြိုက်တယ်လို့ထည့်လို့ရတယ်ဆိုတော့အရင်ဆုံးကျွန်တော်ကပထမဆုံး column မှာတော့ ို trade လုပ်တဲ့ pair လေးတွေကိုထည့်လေးရှိတာပေါ့နော်အဲ့တော့ကြောင့်မလို့ပထမဆုံး call လိုက်မှာကျွန်တော်က pair ဆိုပြီးရွေးလိုက်မယ်အဲ့ဒီအတွက်ကဒီ name ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်အောင်မယ်အဲ့မှာပေါ်လာမှာသူကဘာတွေလုပ်လို့ရမလဲဆိုတော့ function တွေအကုန်ပေါ်လာမှာပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်ကဒီမှာ pair ဆိုပြီးတော့ကျွန်တော်နာမည်လေးပြောင်းလိုက်မယ်ပြီးရင် enter တစ်ချက်ခောက်လိုက်မယ်ပေါ့နော်။အော်တခုကြံကြဒီမှာပုံရွေးလို့ရတယ်။တိုက်တဲ့ပုံစံရွေးလို့ရအောင်။အဲ့တော့ကျွန်တော်ဒီမှာ currency ပုံလေးထားလိုက်မယ်။ ပြီးရင်နောက်ထပ် column တစ်ခွက်ထည့်ဖို့ကြတော့ကျွန်တော်တို့က add property ဆိုတာလေးကိုနှိပ်လိုက်မှာပေါ့နော်နှိပ်လိုက်ရင်သူကဘာကြလာမလဲဆိုတော့ကိုကြိုက်တဲ့ format ထည့်လို့ရတယ်အဲ့တော့ multi select လာ task စာရေးမှာလာ number လာ date လာအဆင်ပြေသလိုထည့်လို့ရတာပေါ့နော်ကျွန်တော်ကတော့နောက်တစ်ခွက်မှာ date ကိုထားလဲရှိတယ်အဲ့တော့ဘာ date လဲဆိုတော့တစ်ချက်နှိပ်လိုက်မယ်ဒီမှာခုနလိုမျိုးပုံစံပြန်ကြလာလိမ့်မယ်အဲ့မှာကျွန်တော်ကနာမည်ပြောင်းလိပြောင်းပေးလို့ရတယ်အဲ့တော့ကျွန်တော်ကဘာ date မှာလဲဆိုတော့ open date โอเคအဲ့တော့ဒီမှာပဲရယ် open date ရယ်နှစ်ခုရှိသွားပြီအဲ့တော့ကျွန်တော်တို့ကအောက်မှာကိုဖြည့်ခြင်းနဲ့ information တွေဖြည့်ဖို့အတွက်ကဒီ new page ဆိုတာလေးတစ်ချက်နှိပ်လိုက်အောင်မယ်နှိပ်လိုက်တာ ਨੇ ရေးရမယ်စာလေးကြာလာပြီပေါ့နော်အဲ့တော့ကျွန်တော်ပဲမှာထားပါတော့ eu r usd မဟုတ်ဘူးဆိုလဲ s a s a u usd ကိုကိုကြိုက်တာရေးလို့ရပါတယ်အဲ့တော့ open date မှာကြာတော့တစ်ချက်နှိပ်လိုက်တာ ਨੇ ကလန်ဒါပုံစံလေးကြာလာမှာဖြစ်တယ်ဆိုတော့အရန်လွယ်ကူတာပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့က date format ကိုရွေးထားလို့ဖြစ်ပါတယ်အဲ့တော့ overtake ပြီးရင်နောက်ထပ်တစ်ခုထပ်ထည့်မယ်အပေါင်းလေးကိုပဲနှိပ်လိုက်မယ်ကျွန်တော်က date format ကိုပဲပြန်ရွေးပါမယ် date format ရွေးမှာခုနလိုမျိုးကလန်ဒါလေးကြာလာမှာပါအဲ့တော့ဒီမှာကျွန်တော်ကဗာ date ထည့်လေးရှိလဲဆိုတော့ close date ဆိုပြီးတော့ထည့်ပါမယ်ခုနကကျွန်တော်ယူခဲ့တဲ့ trade ကို exit လုပ်တဲ့ date ပေါ့နော် အားလေးကိုကျွန်တော်ထည့်မယ်ဆိုတော့ close date ကိုနှိပ်ပြီးတော့ enter လေးခောက်လိုက်ရုံပဲပြီးရင်နောက်တစ်တကွက်ထပ်ထည့်မယ်ဒီကွက်မှာကြာတော့ကျွန်တော်ကကျွန်တော် trade လုပ်တဲ့ style လေးတွေကိုထည့်လေးရှိတယ်ဆိုတော့အခုကြည့်နေတဲ့သူတွေကလည်းကိုက style နှစ်မျိုးသုံးမျိုးလောက်ထပ်ပို့ပြီးတော့ trade လုပ်တယ်ဆိုရင်ဒါမျိုးလေးရွေးလို့ရတယ်အဲ့တော့ကျွန်တော်ကနှစ်ခုသုံးခုထပ်ပို့ပြီးထည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ format မှာကျွန်တော်က test တို့ number တို့မရွေးဘဲနဲ့ select ဆိုတဲ့ဟာလေးကိုရွေးပေးမယ်အဲ့တော့ ဆက်လက်ဆိုတာကတခါတည်းတန်းရွေးလို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ format ရွေးပြီးသွားရင်အဲ့ဒါလေးကိုပဲထပ်နှိပ်မယ်နာမည်ပြောင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်က trade style ဆိုပြီးတော့ပြောင်းလိုက်မယ်ပုံလေးမှာကျတော့ကျွန်တော်ကအဲဒီလိုမျိုးပုံလေးပြောင်းလိုက်မယ်ပြီးသွားလို့ရှိရင် edit property တွေဝင်ပေးပါဒီမှာကျွန်တော်တို့ကခုနလိုမျိုးတန်းရွေးဖို့အတွက် data ထည့်ရမှာပေါ့နော်အဲ့ဒီအတွက်ကအဲ့ဒါ option ကိုနှိပ်မယ် စာရေးဖို့အတွက် box လေးတစ်ခုကြာလာလိမ့်မယ်အဲ့မှာကို trader style လေးတွေကိုထည့်လို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော် trader style လေးတွေထည့်ပါမယ် enter တစ်ချက်ခောက်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 မယ်အဲ့တော့ ပြီးသွားလို့ရှိရင်ဒီမှာတခုချင်းစီလည်းပြန်နှိပ်လို့ရပါတယ်ဒါကဘာလို့တာလဲဆိုတော့အယောင်ရွေးတာပါโอเคအဲ့တော့ပန်းရောင်နည်းနည်းဂေးဆန်နေလားမသိဘူးအနီလေးရွေးလိုက်မယ်โอเคအဲ့တော့ဒီမှာတခါတည်း data တွေထည့်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့က date ကိုရွေးလို့ရတယ် close date ကိုလည်းရွေးမယ်ပြီးရင် style ကိုရွေးလိုက်တာနဲ့သူကတန်းပြီးတော့ကြာလာမှာဖြစ်တယ်ကို entry you must style လေးကိုတန်းပြီးတော့ရွေးလိုက်အောင်ပါပဲအဲ့တော့ pattern reversal ဆိုပြီးရွှေ့လိုက်မယ်ပြီးရင်နောက်တစ်ခွက်ထပ်ထည့်မယ်နောက်တစ်ခွက်မှာတော့ကျွန်တော်ကဘာထားလေးရှိလဲဆိုတော့ stop loss ကို ထားလေးရှိပါတယ်အဲ့တော့ stop loss ကိုထားမှာဖြစ်တဲ့အတွက်ကျွန်တော်က number ကိုရွေးရမှာပေါ့နော်အဲ့တော့ number ဆိုတဲ့ဟာလေးကိုရွေးလိုက်မယ်ပြီးသွားလို့ရှိရင်နာမည်ပြောင်းမယ် stop loss အဲ့တော့ stop loss ကကျွန်တော်က pip နဲ့ပဲတွက်တာဖြစ်တော့တကြောင်မလို့ number ပဲထားလိုက်မယ်အဲ့တော့ပုံစံလေးပြောင်းလို့ရတယ်အဲ့တော့ဒီမှာတစ်ခုခုရွေးပေးလိုက်ပါဘောနော်โอเคအဲ့တော့ stop loss ကဘယ်နှပစ်လဲပေါ့နော်30ပစ်လား55ပစ်လားပစ်တရားလားကြိုက်သလိုရွေးလို့ရပါတယ်အဲ့တော့ stop loss ပြီးသွားရင်နောက်တစ်ခုထည့်မယ် app property ကိုနှိပ်လိုက်မယ် format ရွေးမယ်ပေါ့နော် format ကကျွန်တော် number ပဲရွေးပါမယ်အဲ့တော့ခုနလိုပဲနာမည်ပြောင်းလိုက်မယ်ဘာထည့်မလဲဆိုတော့ take profit ဆိုတာလေးကိုထည့်ပါမယ်အဲ့တော့ okay အဲ့တော့ပြီးသွားရင်တခြားခေါက်လိုက်အောင်ပါပဲ တော့ပြီးသားလို့ရှိရင်ကျွန်တော်တို့ဟွေးလေးနဲ့ပဲဘယ်ညာရွှေလို့ရပါမယ်ပြီးရင်နောက်ထပ်တစ်ခွက်ထပ်ထည့်မယ်ဒီမှာကျွန်တော်ကဘာထည့်လိမ့်ရှိလဲဆိုတော့ကျွန်တော် profit and loss ရမယ်အရေးဟာပေါ့ numbers ပေါ့เนาะအဲ့ဒါလေးထည့်လိမ့်ရှိရဆိုတော့ကျွန်တော် number ပဲရွေးပါမယ်ပြီးရင်တခြားထပ်နိုင်မယ်အဲ့တော့ပြီးသားလို့ရှိရင်ကျွန်တော် profit ဖြစ်လား loss ဖြစ်လားဆိုတဲ့ဟာကိုရွေးပါမယ်အဲ့တော့ PNL ပေါ့နော် PNL မှာကကျွန်တော်ချက်ပုံလေးထားလိုက်မယ် ပြီးရင် okay အဲ့တော့ကျွန်တော်က profit and loss ကိုကျွန်တော် percentage နဲ့ပြချင်တာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် edit property တွေကိုဝင်လိုက်မယ်ပြီးသားလို့ရှိရင်ဒီ number format တွေကိုဝင်လိုက်မှာပေါ့နော် number format တွေဝင်လိုက်တာနဲ့သူက number ရိုးရိုးပြမှာလား percent ပြမှာလား dollar နဲ့ပြမှာလားစသဖြင့် unit တွေရှိတာပေါ့နော်အဲ့တော့ကျွန်တော် percent နဲ့ပြမှာဖြစ်တဲ့အတွက်ကျွန်တော် percent လေးကိုရွှေ့လိုက်ပါမယ်ဆိုတော့ဒီမှာ percent ဖြစ်သွားပါပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော်က5နဲ့လိုက်တာနဲ့5% ျွန်တော်0.5နှိပ်လိုက်တာနဲ့ကျွန်တော်0.5%တော့ဒီမှာ1နှိပ်လိုက်တာနဲ့1%ပေါ့เนาะစသဖြင့် percentage နဲ့ထွက်လာမှာဖြစ်ပါတယ်။ Okay အဲ့တော့နောက်တစ်ခွက်ကကျွန်တော်အပေါင်းလေးနဲ့ပဲနောက်တစ်ခုထပ်ထည့်မယ်။နောက်တစ်ခုကကျွန်တော်ဘာထည့်လိမ့်ရှိလဲဆိုတော့ကျွန်တော် trade ယူမဲ့ setup ပုံထည့်တာပေါ့เนาะအဲ့တော့ကျွန်တော်က URL လေးကိုယူလိုက်မယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့က trading view ရဲ့ link ကိုထည့်ချင်တာမဟုတ်လို့ URL လေးကိုယူလိုက်မယ်။ပြီးတော့လို့ရှိရင်တစ်ချက်ထပ်နှိပ်မယ်။ ပြီးရင်နာမည်ပြောင်းလို့ရပါတယ် before trade screenshot နောက်တစ်ခွက်ထပ်နှိပ်မယ်နောက်တစ်ခွက်ကကြာတော့ဘာလဲဆိုတော့ notes ရေးတာပါအဲ့တော့ကျွန်တော်က notes အော်နာမည် sorry နာမည်မပြောင်းခင် format အရင်ရွေးရမှာပါနော် format က text ဆိုတာလေးကိုရွေးလိုက်ပါမယ်အဲ့တော့အဲ့ text လေးကိုနာမည်ပြောင်းမယ်စာရေးမှာပေါ့နော်စာရေးမှာဖြစ်တော့တောင်လို့ text ကိုရွေးတာပါအဲ့တော့ before nulls before trains. Okay. ပြန်လာလို့ရှိရင်အပေါင်းလေးတစ်ချက်ထပ်နိုင်မယ် okay. ဒီမှာကကျွန်တော်ဗားထည့်မလဲဆိုတော့ after ပေါ့เนาะ after အတွက် URL လေး link မယ်နှိပ်မယ်တစ်ချက်ရွေးမယ် no sorry after tray screenshot enter ချက်ခေါက်လိုက်မယ်ပြီးရင်နောက်ထပ်အပောင်းလေးတစ်ခု တစ်ခုထပ်နိုင်မယ်ဒီမှာကျွန်တော်ကစာရေးมาဖြစ်တယ်အဲ့ဒီအတွက်ကဘာလဲဆိုတော့ test ကိုရေးပြီးမယ်ပြီးရင် notes after trace ထည့်ပြီးရုံมาပဲ okay အဲ့တော့ဒါကတော့ကျွန်တော်လက်ရှိ journal မှတ်တဲ့ပုံစံလေးပါဆိုတော့ကျွန်တော် data လေးထည့်ကြည့်အောင်ဆိုတော့ဒီမှာကျွန်တော်က goal ကိုရေးထားတာပေါ့เนาะပြီးရင် October 22 အော်တိုဘန်23မှာပိတ်တယ်ပဲထားပါတော့အဲ့တော့ stop loss ကကျွန်တော်ဘယ်နဲ့ pip ထားမလဲဆိုတော့ pip 50ထားမယ် take profit ကကျွန်တော် exit လုပ်ရင်ယူမဲ့ take profit ပေါ့နော် take profit point ကိုကျွန်တော်ထည့်မယ်ဆိုတော့မြတ်မယ်ဗျာနိုင်အောင်မြတ်မယ်ပဲထားပါတော့ pip နိုင်အောင်မြတ်မယ်အဲ့တော့ profit and loss percentage က4%ရမှာပေါ့နော်အဲ့တော့ before trade screenshot အတွက်ကကျွန်တော်တို့ training view က link လေးတစ်ခုကိုထည့်လို့ရပါတယ်အဲ့တော့ဒီမှာ call ကိုအသွားယူလိုက်မယ်ပေါ့နော်အဲ့တော့ copy link copy လုပ်ပြီးတာနဲ့ဒီမှာတခါတယ်နှိပ်လိုက်အောင်ပါပဲ paste နှိပ်လိုက်အောင်ပဲပေါ့နော် control v နှိပ်လိုက်အောင်ပဲ notes မှာကျတော့ကိုတခုခုထည့်ချင်တာလေးရေးလို့ရပါတယ်အဲ့တော့အာဘိုင်း order ပေါ့နော်ဒါဖြင့်ကိုမှတ်ချင်တဲ့ notes ကိုရေးလို့ရတယ်ဒါဆိုလို့ရှိရင် after after trace screenshot ပေါ့နော် exit လုပ်မယ်ဆိုရင်ကျွန်တော်တို့က exit အတွက် copy link ဒါဆိုလို့ရှိရင် control v paste လေးနှိပ်လိုက်အောင်ပါပဲပြီးရင် notes တော့ကျွန်တော်တို့ရေးမယ်ပေါ့နော်အဲ့တော့အဲ close position getting profit ပေါ့နော်စသဖြင့်ရေးလို့ရတယ်အဲ့တော့ဒါပါပဲအဲ့တော့ပြီးသွားလို့ရှိရင်နောက်ထပ် data တစ်ခုထည့်ခြင်းလဲဆိုရင် new page လေးကိုနှိပ်လိုက်အောင်ပါပဲအဲ့တော့ new page လေးနှိပ်လိုက်မယ်ဆိုရင်ဒီမှာကြီးကျွန်တော်ပြရမယ်အဲ့တော့ဒီဘက်မှာ open ဆိုတဲ့ site bar လေးတစ်ခုပေါ်လာပါလိမ့်မယ် အဲ့ကောင်ကဘာလဲဆိုတော့နှိမ့်လိုက်ရင်ကျွန်တော်တို့ nose mat တလိုမျိုး စာနဲ့ပြပေးမှာဖြစ်တယ်ဒီကဒီတိုင်းပုံစံဆိုရင်တော့သူက excel လိုမျိုးဇာတ်ကွက်နဲ့ပြပေးမှာဖြစ်တယ်အဲ့တော့ open ဆိုတာလေးနှိမ့်လိုက်ရင်ဂျာနယ် note ဆောက်တဲမှာခြာရေးသလိုမျိုး page တစ်ခုနဲ့ကြာလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထဲမှာလည်းကျွန်တော်တို့တန်းပြီးဖြည့်လို့ရတယ် excel ပုံစံမှာလည်းဖြည့်လို့ရတယ်အဲ့တော့ဒီ open နှိမ့်လိုက်လို့ထွက်လာမဲ့ cyber လေးမှာဆိုရင်တော့ခုနကကျွန်တော်တို့ထားထားတဲ့ ပုံစံအတိုင်းအစီအစဉ်တခြားဖြစ်မှာမဟုတ်ဘူး။အဲ့အဲကောင်လေးကိုတော့ကျွန်တော်တို့ပြန်ပြီးပြောင်းပေးဖို့လုပ်လိမ့်မယ်။အဲ့တော့ကျွန်တော်က open date ကိုအပေါ်ဆုံးမှရှိစေချင်တဲ့အတွက်အပေါ်လေးကိုရွှေ့ပေးလိုက်အောင်မယ်။ပြီးသွားလို့ရှိရင် close date ပြီးသွားလို့ရှိရင် stop loss space ပေါ့နော်။ပြီးရင်ကျွန်တော် style လေးကလာတာဆိုတော့ close date ပြီးရင် style လေးလာမယ်။ပြီးရင် stop loss လာမယ်။ပြီးရင် take profit လာမယ်။ပြီးသွားလို့ရှိရင် before trade screenshot လာမယ်ပြီးရင် notes before trade လာမယ် after trade screenshot လာမယ် notes after trade လာမယ် profit and loss percentage လာမယ် okay အဲ့တော့ဒီမှာကိုကြိုက်တယ်လို့ထပ်ပြီးထည့်လို့လည်းရတယ်ပြီးရင်နောက်မှာ အောက်မှာပေါ့နော်ကျွန်တော်တို့ထပ်ပြီးတော့ page တစ်ခုထပ်ထည့်တာပုံနေထည့်တာကြိုက်တယ်လို့လုပ်လို့ရပါတယ်ဆိုတော့ new page နှိပ်လိုက်တာနဲ့နောက်ထပ် data တစ်ခုတွေ dump စီပြီးတော့ထည့်လိုက်အောင်ပါပဲအဲ့တော့နောက်ထပ်တစ်ခုထည့်ကြည့်အောင် တော့ EUR USD ဒီမှာကြာတော့ကျွန်တော်ကဒီဘေးက site site open နေက notes ကြီးရဲ့ပုံစံမျိုးလေးနဲ့ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ open date ကအဲ24ရက်နေမှာထားပါတော့အဲ့တော့ close date က26ရက်နေမှာထားပါတော့ပေါ့နော်အဲ့တော့ trade line ကနှိမ့်လိုက်တာနဲ့တန်းချလာမယ် flat continuation နဲ့ trade တယ် stop loss က ဘယ်နဲ့ pips လဲပေါ့နော်25 pips ပေါ့အဲ့တော့ take profit ကဘယ်လောက်ရမှာလဲ minus 25ပေါ့နော် stop loss ထိလိုက်မယ်ဒီတစ်ခေါက်ကအဲ့တော့ before trade screenshot မှာခုနလိုမျိုး link လေးထည့်လိုက်အောင်မယ်အဲ့တော့ notes before trade မှာကျွန်တော်တို့စာအရှိရေးကြည့်မယ်အဲ့တော့ဘာဖြစ်လို့ယူလဲဆိုတော့ fill in ပေးတယ် button price coming to price break up through the friendship yeah for me flag high probability ถ้าว่าเราเนาะโอเคพี่เอ๋ screenshot after แบบเอ๋แล้ว double ที่เอ๋

ီ open နဲ့ကနေ notes လို့ဖြည့်လိုက်တာလည်းဒီမှာဇာတ်လို့လေးလာပေါ်နေမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကြည့်ရအရင်ကျယ်နေတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒီတိုင်းလေးဆွဲညှိပြီးရွှေ့လို့ရတယ်ဒီမှာကနန်းလေးနှလုံးနဲ့လည်းအကြီးဖြစ်နေရပါတော့အဲ့တော့ဒီမှာဒါဆိုလည်းအကြီးဖြစ်နေတယ်ဒီမှာလည်းကနန်းလေးတစ်လုံးနဲ့လည်းအကြီးဖြစ်နေရပါတော့အဲ့တော့ဒီရှေ့နောက်လည်းဒါမျိုးပြန်ရွှေ့လို့ရတယ်နော်အဲ့တော့ okay ော်ဒီမှာ notes မှာဆိုရင်ကျွန်တော်ကခုနစအရှိရေးထားဗျာအော်ဒီမှာအပြည့်မပေါ်အဲ့လိုဆိုရင်ကျွန်တော်တစ်ချက်နှိပ်လိုက်အောင်မယ်နှိပ်ပြီးသွားလို့ရှိရင် sorry ဒီမှာတစ်ချက်နှိပ်လိုက်အောင်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်အပေါ်ဆုံးက notes for portrait လေးကိုနှိပ်လိုက်အောင်မယ်ပြီးရင်အဲ့ column ကိုကျွန်တော်တို့က setting လုပ်လို့ရအောင်ပေါ့နော်အဲ့တော့ဒီမှာ wrap in view ကိုနှိပ်လိုက်ရင်အပြည့်ပေါ်လာပါလိမ့်မယ် row ကတော့နည်းနည်းကျယ်သွားတာပေါ့နော်အဲ့တော့ အပြည့်မကြည့်ချင်ဘူးဆိုရင်လည်း unwrap interview နေလိုက်ရင်ပြင်ချင်းသွားပါလိမ့်မယ်အဲ့တော့ဒါလေးကတော့ channel ပုံစံမျိုး excel လို့ရော notes လို့ရောတခါတည်းသုံးလို့ရတာဖြစ်တယ်ဆိုတော့နောက်ထပ်တစ်ခုရှိရဲအဲ့တခုကဘာလဲဆိုတော့ကျွန်တော်တို့က table ကို right click နှိပ်လိုက်ပါပြီးသားလို့ရှိရင် duplicate ဆိုတာလေးကိုနှိပ်လိုက်ပါအဲ့တော့ဒီ table data ကနောက်ထပ်တစ်ခွက်မှာပါထပ်ပြီးတော့ပေါ်လာမှာဖြစ်တယ်ဆိုတော့ဒီကောင်ကကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီကောင်ကို တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့ table ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင် active view ဆိုတာလေးရှိတယ်အဲ့ active view ဆိုတာလေးနှိပ်လိုက်ရင်ကျွန်တော်တို့ကဘာလုပ်လို့ရမှာလဲဆိုတော့လေးအောက်မှာကလန်ဒါဆိုပြီးရွေးလိုက်ရင်ကလန်ဒါ view လေးနဲ့ရမှာဖြစ်တယ်အဲ့တော့ပြီးရင်ကျွန်တော်တို့ကဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နာမည်ပြောင်းမယ် rename ဆိုပြီးနှိပ်လိုက်မယ်ဒီမှာကကလန်ဒါလို့ရွေးပေးလိုက်ပါမယ်ဆိုတော့ဒီကောင်ကဘာလဲဆိုတော့ခုနကကျွန်တော်တို့ channel တဲမှာရေးထားတဲ့ treatment သမ ्या ကိုကလန်ဒါမှာကြည့်လို့ရမှာဖြစ်တယ်အဲ့တော့ပြီးရင်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ် add view ကိုနှိပ်လိုက်မယ်ပြီးသားလို့ရှိရင် property visibility ကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့က goal ဆိုလေးတစ်ခုပဲပေါ်နေတာပေါ့နော်အဲ့တော့ကိုမြင်ချင်တဲ့ဟာကိုကျွန်တော်တို့ကကြည့်လို့ရတယ်အဲ့တော့ကျွန်တော်ကဘာကြည့်ချင်လဲဆိုတော့ကျွန်တော် profit and loss percentage ကြည့်မယ်ပြီးသားလို့ရှိရင် style ပေါ့နော်ဘာ style နဲ့ trade လဲဆိုတာလေးကိုကျွန်တော်ကြည့်မယ်ဆိုတော့ ဒီမှာကျွန်တော်တို့ကိုယူခဲ့တဲ့ trade တွေကဒီမှာပေါ်နေမှာဖြစ်ပါတယ်ဆိုတော့တိတ်ကြည့်လို့မလာသေးဘူးကျွန်တော်နောက်ထပ်နှစ်ခုလောက်ထည့်လိုက်အောင်မယ်โอเคအဲ့တော့ဒါမျိုးလေးဆိုရင်ကျွန်တော်တို့ excel လိုမျိုး journal လိုမျိုးသုံးလို့ရပါတယ်အော်အဲ့တော့နောက်တစ်ခုကြံနေတာကဘာလဲဆိုတော့ excel လိုမျိုးကျွန်တော်စည်ရင်းချုပ်လို့ရတယ်စည်ရင်းချုပ်ရှင်ကျွန်တော်တို့ကဘာကိုလုပ်လို့ရလဲဆိုတော့ဒီ profit and loss column လေးကိုနှိပ်လိုက်ပါပြီးသွားလို့ရှင်ဒီမှာအတွက်အပေါင်းနှုတ်အမြောက်စာအတွက်ချက်လုပ်လို့ရပါတော့ ဘာလေးကိုရွေးမလဲဆိုတော့တစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာဆိုကျွန်တော်တို့ဒီ calculate လေးကိုရွေးလိုက်အောင်ပါပဲ calculate လေးကိုရွေးလိုက်တာလည်းကျွန်တော်တို့ကောင့်လုံပါလားပတ်စံရွေးပါလားပေါ့နော်အဲ့တော့ကောင့်လုံပါလားပတ်စံရွေးပါလား more option sum လုံပါလား average လုံပါလားအဲ့တော့ကျွန်တော်ကဒါကိုပေါင်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် sum လေးကိုရွေးပေးပါမယ်ဆိုရင် အောက်မှာဒီလေးခုရဲ့ပေါင်းပေါင်းခြင်း result ထွက်လာပါလိမ့်မယ်အဲ့တော့ နောက်တစ်ခုကဘာလုပ်လို့ရလဲဆိုတော့ Excel လိုမျိုး filter လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒါတက်လာတဲ့ဖြစ်နေလို့ပေါ့နော်2လ3လ4လ5လ6လ8လလောက်ရှိလို့မှာတက်လာခြင်းတွေ result ကိုကြည့်ခြင်းကျွန်တော်တို့က filter မှာ open date ကိုရွေးပြီးတော့ filter လုပ်มาလာပေါ့နော်အဲ့တော့ဒီ this အခုလက်ရှိကနေ man လာရေးရလာရွေးပြီးတော့ကျွန်တော်တို့ filter လုပ်လို့ရမှာ ဖြစ်ပါတယ်ဆိုတော့ notion နဲ့ journal ရေးခြင်းက excel နဲ့ရေးတာထပ်ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ကြည့်ရတာလည်းပို့ပြီးတော့ ညစီပရာသာဖြစ်တာပေါ့ဗျာပြီးသားလို့ရှိရင် notes လို့လည်းတစ်ခါတည်းရေးလို့ရတယ် excel လို့လည်းတစ်ခါတည်းကြည့်လို့ရတာဖြစ်တော့ကြောင့်မလို့တော်တော်လေးကိုအဆင်ပြေပါတယ်ဆိုတော့ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ပါအောင်အားလုံးကျေးဇူးတင်ပါတယ်